အားလုံးပဲမင်္ဂလာပါရန်တိုင်းဂေမီချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ကျွန်တော်ကစားပြီးရှင်းပြမှာကတော့ Commander Veil ကြောင့်ပဲဖြစ်ပါတယ်သူကကစားကအရန်လွယ်တယ်လို့ Ramp တင်လို့ကောင်းတဲ့ Commander မျိုးစားပါပထမဆုံးရလာတဲ့ဟီရို၃កောင်ထဲမှာကျွန်တော်ကစားပြခြင်းနဲ့ line up strategy တဲ့ကဟီရို၃កောင်ပါပါတယ် ဝန်ဝန်ကိုတော့ကျွန်တော်ရောင်းလိုက်ပါတယ်ဘတ်စမန်ရိုးနဲ့မကစားခြင်းတို့ပါဒီပွဲမှာတော့ကျွန်တော်နီခရိုကစ်ဘရိုးကိုရှင်းပြသွားမှာဖြစ်ပါတယ်သူနဲ့တွက်ဖက်ကစားလို့တင့်တော်တဲ့ရိုးနှစ်ခုကတော့ဖိုက်တာနဲ့မေ့ချ်ပါပထမဆုံးကရွေးချယ်ရမယ့်လှည့်မှာကျွန်တော်ညာဘက်မှာရှိတဲ့ front line support ဆိုတဲ့ကက်ကလေးကိုရွေးချယ်လိုက်ပါတယ်သူကရှေ့ဆုံးတန်းမှာရှိတဲ့ဟီးရိုးတွေကိုကြာပန်းတင့်တော်တဲ့ item တစ်ခုစီဖယ်ပြီးမှဖြစ်တဲ့အတွက် ဒီကတ်ကိုရွေးချယ်ပြီးရင်တော့ဟီးရိုးတွေကိုရှေ့ဆုံးတန်းမှာထားပေးဖို့လိုအပ်ပါတယ်။နီကလိုကစ်ဘရိုနဲ့ကစားမယ်ဆိုရင်ဆပ်ပိုရိုကိုလည်းမိထားလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဲဒီရိုးက level 8 level 9လောက်ကြာမှသာပြည့်မှာဖြစ်တဲ့အတွက်ဆလော့စီစီကစားပွဲတွေကထွက်မသွားဘူးဆပ်ပိုရိုတို့မဟုတ်တခြား fighter mage ရိုးတွေဝယ်ထားဖို့လိုအပ်ပါတယ်။ကျွန်တော်ကတော့ဒီကစားပွဲမှာ Fighter Rune နဲ့ Necro Kid Blue ကိုတွဲဖက်ပြီးကစားပြသွားမှာဖြစ်ပါတယ်။ ။အကြောင်းမို့လို့ဈေးဆိုင်မှာ road to the hero တွေပါတဲ့အတွက်ဝင်လိုက်ပါတယ်။နောက်ပြီးတော့ road to the hero နဲ့လဲပြီးတော့အဲ့ဒီ hero ကိုရောင်းလိုက်ပါတယ်။နောက်ထပ် hero တစ်ကောင်ထပ်ထည့်ပြီးတော့ commander ရဲ့ level ကိုမြင့်ပြီးကစားပွဲကိုစလိုက်ပါတယ်။ဒီနေရာမှာကျွန်တော်အခုသုံးပြုနေတဲ့ Commander Veil ရဲ့အကြောင်းကိုနည်းငယ်ရှင်းပြခြင်းပါတယ်။ 2-star Commander ဆိုရင် skill နှစ်ခု သုံးလို့ရပါတယ်။ 3-star Commander ဆိုရင်တော့ skill ၃ခုသုံးလို့ရပါတယ်။ ပွဲဆက်ဆခြင်း skill တစ်ခုရပါတယ်တရောင်းပြီးတိုင်းတရောင်းပြီးတိုင်းနောက်ထပ် skill တစ်ခုစီတစ်ခုစီရမှာဖြစ်ပါတယ်ဘယ်လိုအသုံးပြုရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုထဲမှာအသေးစိတ်ရှင်းပြထားပါတယ်ခင်ပွဲအစမှာကတည်းကဘေးရဲ့ skill ကအသုံးပြုလို့ရနေပါပြီဒါပေမဲ့ကျွန်တော်အသုံးမပြုသေးပါဘူးဘာဖြစ်လို့လဲဆိုတော့ပွဲအစမှာကတည်းကတုံးရင်ဈေးပေါတဲ့တစ်ချက်တန်နှစ်ချက်တန်ဟီးယိုးတွေပဲရမှာဖြစ်တဲ့အတွက်မတုံးသေးတာပါ ဗီအက်စပီကကိုလိုချင်တဲ့ရိုးတွေကဟီးရိုးတွေကိုဈေးဆိုင်မှာ ပြပေးအောင်လုပ်တဲ့စကီဖြစ်တဲ့အတွက် စောစောစီစီသုံးမယ်ဆိုရင်ဈေးပေါ်တဲ့ဟီးရိုးတွေပဲပြပေးမှာပါ။ဒါကြောင့်မလို့ဖြစ်နိုင်မယ်ဆိုရင်ပွဲအဆမှာကလေးကဗီအက်စပီကိုမတုံတာကောင်းပါလေ။ဒီနဲ့မှာတော့ကျွန်တော် item တစ်ခုထည့်ထားရုံနဲ့နောက်ထပ် item နှစ်ခု free ရတဲ့ item လေးကိုရွေးချယ်လိုက်ပါတယ် ခုထောက်ပေါ်လာတဲ့ဈေးဆိုင်မှာတော့ Road to the Hero တကောင်ပါတဲ့အတွက်ဝင်လိုက်ပါတယ်။နောက်ပြီး Commander ရဲ့ level ကိုမြင့်လိုက်ပါတယ်။ခုနအလဲမှာရခဲ့တဲ့ item လေးကိုတော့ကျွန်တော်အစဉ်ပြေတဲ့ Hero တကောင်လေးကိုထည့်ပြထားပါတယ်။နောက်ပိုင်းကျရင်တော့ပြန်ပြောင်းပါပါ။ခုဆိုရင်တော့ကျွန်တော်မှာ hero ၅កောင်ရှိပြီဖြစ်ပေမဲ့လည်း strong energy အနေနဲ့ကတော့ fighter row က active မဖြစ်သေးပါဘူး support row ကလည်း active မဖြစ်သေးပါဘူးခင်ဗျာ ။ဒါကြောင့်မို့လို့ပွဲကတော့ရှုံနေဦးမှာပါ။ခုဖော်ပေါ်လာတဲ့စီးတိုင်းမှာတော့ road to the hero တွေပါမလာရဲ့အတွက်လှည့်လိုက်ပါရယ်။ support road ရဲ့ hero တကောင်ပါလို့ဝယ်ထားလိုက်ပါရယ်။နောက်ပြီးသူ့ကိုကစားပွဲတွေကိုထည့်လိုက်ပါရယ်။အခုဆိုရင် support road hero 3កောင်ပြည့်ပြီဖြစ်တဲ့အတွက် support road က active ဖြစ်သွားပါပြီ။ fighter road ကတော့လုံနေပါသေးတယ်။ ါကတော့မချစ်ချက်ဆမ်မိုင်းတယောက်ရဲ့အကောင့်ပါ screen record ဖမ်းနေလို့သူ့ဘာသူဝင်လာတာပါ TikTok တုံးတဲ့သူတွေရှိရင်သူ့အကောင့်ကိုတော့အထားလို့ရပါတယ်ဒုတိယမြောက်ကရွေးချယ်ရမယ်လှင်မှာတော့ကျွန်တော်ညာဘက်မှာရှိတဲ့ Magic Immersion ဆိုတဲ့ကက်ကလေးကိုရွေးချယ်လိုက်ပါတယ်။အဲဒီကက်ကလေးကကျွန်တော်ပထမရွေးချယ်ခဲ့တဲ့ Frontline Support ဆိုတဲ့ကက်နဲ့ဆိုရင် Combo ကက်လို့တောင်ပြောလို့ရပါတယ်။ ပထမကတ်ကရှေ့ဆုံးတက်မှာရှိတဲ့ဟီးရိုးတွေကိုအိုင်တမ်ပေးတယ်ဒုတိယကတ်ကအိုင်တမ်ရှိပြီးသားဟီးရိုးတွေကိုမာနာပေးပါတယ်ခုတစ်ခေါက်ပေါ်လာတဲ့ဈေးတိုင်မှာတော့ကျွန်တော်ရိုးတူတဲ့ဟီးရိုးပါလာလို့ဝယ်လိုက်ပါတယ်နောက်ပြီးဖိုက်တာရိုးတွေကဟီးရိုးတွေတွေ့လို့တွင်ညာဈေးတိုင်ကိုလှည့်ပြီးရှာဝယ်လိုက်ပါတယ်အပြင်မဲ့မတွေ့သေးပါဘူးဗျာဖိုက်တာရိုးတွေကဟီးရိုးတစ်ကောင်ထပ်ထဲမှာသာဖိုက်တာရိုးကအက်တစ်ဖြစ်ပြီးတော့ damage ကထွက်လာမှာပါ အခုတော့ကျွန်တော် support rule တီးတဲ့နဲ့ကစားနေတဲ့ပုံဖြစ်နေတဲ့အတွက် damage မထွက်ပါဘူးဒီတော့ရှုံမြေတိုင်းရှုံနေပါသေးတယ်ကိုတော့ပေါ်လာတဲ့ဈေးတိုင်မှာတော့ Fighter Rule တွေက Hero Not Gone ပါလာပြီဖြစ်တဲ့အတွက်ဝင်လိုက်ပါတယ်။ပြီးတော့သူ့ကိုကစားပွဲတွေထည့်လိုက်ပါတယ်။ဒါဆိုရင်တော့ကျွန်တော် Fighter Rule က Active ဖြစ်သွားပါပြီ။ခုဆိုရင်တော့ကျွန်တော်အသုံးပြုနေတဲ့ Commander Veil က Skill နှစ်ခုသုံးလို့ရနေပါပြီ။ ဒါပေမဲ့ကျွန်တော်မတုံးသေးပါဘူးခင်ဗျာ skill 3ခုပြည့်အောင်ဆက်ပြီးစောင့်လိုက်ပါတော့မယ်သွေးအားတွေလည်းအများကြီးမလျော့သေးလို့ပါ BS skill ကတော့ဘယ်အချိန်မှတုံးရမယ်လို့တပတ်မမတ်မရှိပါဘူးကိုတုံးပြနေတဲ့ commander ရဲ့သွေးအားပေါ်မူတည်ပြီးတော့မှတုံးလို့ရပါတယ်တချို့ player တွေကပွဲစမှာကလေးကတုံးလေးရှိပါတယ်ပွဲစမှာကလေးကတုံးမယ်ဆိုရင်တော့ early game မှာကျန်ပါတယ်လေဗယ်အမြင့်ရောက်မှသုံးမယ်ဆိုရင်တော့ late game မှာကျန်ပါတယ်ခင်ဗျာ လေကိန်းမှာတုံးတာကပိုပြီးတော့ကောင်းပါတယ်ပွဲအစမှာကတည်းကတုံးမယ်ဆိုရင်ဟီးရိုးတွေဝယ်လိုက်ရတဲ့အတွက်ပတ်စံတွေကုန်သွားမှာဖြစ်လို့ level တက်တာနှီးပါတယ်ကွန်မန်ဒါရဲ့ level ကနည်းနေရင်ဘလောက်ပဲ3 star hero တွေပါပါနောက်ပိုင်းမှာရှုံသွားနိုင်ပါတယ်ဒီပေါ်တဲ့3 star hero ဖြစ်နေတဲ့အတွက်ဘာ damage မှမထွက်ပါဘူးဒါကြောင့်မို့လို့ပတ်စံစုပြီးတက်နိုင်သမျှ level ကိုအရင်တင်သင့်ပါတယ် ဒီလှည့်မှာတော့ကျွန်တော်တခြား item ကိုမရွေးချယ်ဘဲနဲ့ Webon Master Synergy လေးကိုပဲရွေးချယ်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကစားတဲ့ Fighter Rule ကိုအမြန်ပြည့်ချင်လို့ပါ။ Hood Core ပေါ်လာတဲ့ဈေးဆိုင်မှာတော့ Route 2ရဲ့ Hero တကောင်ပါလို့ဝယ်လိုက်ပါတယ်။နောက်ပြီးဈေးဆိုင်ကိုလှည့်ပြီးတော့ Hero ရဲ့ Star Level ကိုမြင်လိုက်ပါတယ်။ခုနလှည့်မှာရခဲ့တဲ့ Webon Master Synergy လေးကိုတော့အဆင်ပြေတဲ့ Hero တကောင်တွေကိုထည့်ပေးထားပါတယ်။ ခုဆိုရင်တော့ဒီလှည့်မှာကျွန်တော်လိုပဲ veil ကိုတုံးပြူပြီးကစားနေတဲ့ player တယောက်ကိုတွေ့ရမှာဖြစ်ပါတယ်သူက veil ရဲ့ skill ကိုစောစောစီစီတုံးထားတယ်ဆိုတာသိတာပါတယ် hero နှစ်កောင်က3 star ဖြစ်နေပါပြီခုတစ်ခေါက်ပေါ်လာတဲ့ဈေးတန်းမှာတော့ fighter rule ရဲ့နောက်ထပ် hero တစ်កောင်ပေါ်လာတဲ့အတွက်ဝင်လဲပါတယ်ခုဆိုရင်တော့ fighter rule ရဲ့ hero ၄កောင်ပြေးသွားပါပြီ Star ဆိုပေမဲ့ဈေးပေါ်တဲ့ Hero ဖြစ်နေတဲ့အတွက် Damage ကမထွက်ပါဘူး။အကြောင်းမလို့ဒီပွဲမှာလည်းရှုံးပါတယ်။ဒီ Commander Wave ကိုအသုံးပြုပြီးကစားမယ်ဆိုရင်တော့နည်းငယ်ပြီးခံရပါတယ်။ Late Game မှာကျန်းအောင်ကစားမှဖြစ်တဲ့အတွက် Early Game မှာတော့ရှုံးပွဲတွေများတတ်ပါတယ်။ဒီလက်မှာတော့ကျွန်တော်ဘဲဘက်မှာရှိတဲ့ Black Claw ဆိုတဲ့ကကလေးကိုပဲယူချလိုက်ပါရယ်။မဖြစ်လို့လဲဆိုတော့ V ရဲ့ Steel ကိုတုံးလိုက်မယ်ဆိုရင် Road to the Hero တွေပြမှာဖြစ်တဲ့အတွက် Star Level မြင့်လာမှာပါ။ ခုတစ်ခေါက်ပေါ်လာတဲ့ဈေးတန်မှာတော့ Necrokeep Rule ကဟီးရိုးတကောင်ပါလာတဲ့အတွက်ဝင်လိုက်ပါတယ်။နောက်ပြီးဈေးတန်ကိုလှည့်ပြီးတော့ဟီးရိုးရဲ့ Star Level မြင့်လိုက်ပါတယ်။ Commander ရဲ့ Level ကိုလည်းမြင့်ပြီးတော့နောက်ထပ်ဟီးရိုးတကောင်ထပ်ထည့်လိုက်ပါတယ်။အခုဆိုရင်ကျွန်တော်အသုံးပြုနေတဲ့ Commander က Level 7ကိုရောက်ရှိသွားပြီဖြစ်ပါတယ်။ ဒီလှဲ့ပါလဲရှုံးပါလဲဒီတိုင်းသာဆက်ကစားနိုင်မယ်ဆိုရင်ကစားပွဲတွေအထွတ်ရတော့မှာပါကုတ်ခေါက်ပေါ်လာတဲ့ဈေးတိုင်မှာဖိုင်တာရိုးတွေကဟီးရိုးတကောင်ပါလာလို့ဝယ်လိုက်ပါတယ်ငါကြက်တဲ့ဟီးရိုးပါဒါဆိုရင်တော့ကျွန်တော်တို့ကွန်မန်ဒါ VSK ကိုစပြီးအသုံးပြုလို့ရပါပြီ VSK ကိုအသုံးပြုမယ်ဆိုရင်ဆွဲနေဂျီရိုးနှစ်ခုစုံနဲ့ဟီးရိုးပေါ်မှာတင်ပြီးအသုံးပြုပေးတင်ပါတယ်ဘလို့နှစ်ခုစုံတဲ့ဟီးရိုးလဲဆိုတာကျွန်တော်ဆက်ပြီးရှင်းပြပါမယ်။အခုလောလောဆယ်ဘယ်ဟီးရိုးကိုအရင်ရွေးချယ်ရမလဲဆိုတာပြောပြပါမယ်။ ဈေးအကြီးဆုံးဟီးရိုးကိုအရင်ရွေးချယ်ရမှာပါ။ဘာဖြစ်လို့လဲဆိုတော့ free ရလို့ပါ။လေးရဲ့ skill ကိုအသုံးပြုပြီးပေါ်လာတဲ့ဈေးတိုင်မှာပထမဆုံးရွေးချယ်တဲ့ဟီးရိုးကအလကားရပါတယ်။ဒါကြောင့်မလို့ဈေးကြီးတဲ့ဟီးရိုးကိုအရင်ရွေးပါ။ဒီမှာတခြားဟီးရိုးတွေကိုရွေးပါ။တချို့ဟီးရိုးတွေကိုချန်ထားခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့နေရာမလောက်လို့ပါ။ VS skill ကိုသုံးမယ်ဆိုရင် skill နှစ်ခုကိုအရင် သုံးသင့်ပါတယ်။သုံးမှုစလုံးတစ်ပြိုင်တည်းသုံးမယ်ဆိုရင်ကျွန်တော်လိုနေရာမလောက်တာဖြစ်တတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ပိုကစားနေတဲ့ဆွေနှကြီးရိုးရဟီးရိုးတွေအကုန်ပြပြီးတာဖြစ်တဲ့အတွက်အကုန်လုံးဝယ်ရမှာပါ။ဒါပေမဲ့ဆွေနှကြီးနှစ်ခုစုံတဲ့ဟီးရိုးပေါ်ကိုစကေးသုံးမှသာခုနကလိုဈေးဆိုင်မှာပိုကစားနေတဲ့ရိုးရဟီးရိုးတွေအကုန်ပြပြီးမှာပါ။တုံးချင်တဲ့ဟီးရိုးပေါ်ကိုသုံးမယ်ဆိုရင်တော့အဲ့လိုမပြပါဘူး။ဥပမာ LP ဆွေနှကြီးရိုးနဲ့ဖိုက်တာရိုးစုံတဲ့ဟီးရိုးပေါ်ကိုသုံးမယ်ဆိုရင် LP ရိုးတွေကဟီးရိုးတွေပါပါလာမှာပါ။ ကျွန်တော်ကတော့ Nikro Kick Pro နဲ့ Fighter Pro စုံတဲ့ Hero ပေါ်ကို Skate တုံးတာဖြစ်တဲ့အတွက်တခြား Pro တွေက Hero တွေမပြပေးဘဲနဲ့ Nikro Kick နဲ့ Fighter Pro တွေက Hero တွေကိုပဲပြပေးပါတယ်။ဒီတော့ Star Level တက်တာပုံမြန်ပါတယ်။ခုဆိုရင်၃ချက်တန်3 Star Hero တစ်ခေါက်မှရနိုင်ပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ကျွန်တော်နောက်ထပ် hero တစ်ကောင်ထပ်ထည့်လို့ရတဲ့ item လေးကိုရွေးချယ်လိုက်ပါတယ် Fighter Rogue နဲ့က hero တစ်ကောင်ထပ်ထည့်လိုက်ပါတယ်ခုဆိုရင် Fighter Rogue က hero ၆ကောင်ပြည့်သွားပါပြီနောက်ပြီး Necro Kick Rogue ရဲ့ hero ကိုပါထပ်ထည့်လိုက်ပါတယ် Necro Kick Rogue နဲ့ Fighter Rogue hero တွေအကုန်ပြည့်သွားပါပြီ နီခရိုကစ်ဘရိုးတဲ့ကဟီရို3កောင်ပြည့်ပြီဆိုတာနဲ့အဲ့ဒီဟီရို3កောင်စလုံးကပထမဆုံးဂျိန်ဒိုင်မေ့ချ်ထိပြီးပြေးခဲ့မယ်ဆိုရင်အသက်ပြန်ရှင်ပါတယ်။ပြီးအား60ရာခိုင်နှုန်းနဲ့မာနာအပြည့်ပြန်ရပြီးတော့အသက်ပြန်ရှင်လာပါ။နီခရိုကစ်ဘရိုးနဲ့ဖိုင်တာဆွမ်းနေဂျီဘရိုးနှစ်ခုပြည့်သွားပြီဆိုရင်တော့ AACC ထိုင်ကြည့်နေရုံပါပဲ။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးရင်လည်းထိုင်ကြည့်လို့ရပါတယ်။ဘေးနားက notification လေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့ပါနဲ့။ ီလက်မှာတော့ဈေးဆိုင်မှာ road to the hero တွေပါမလာပါဘူးကျွန်တော်ဈေးဆိုင်ကိုလှည့်ပြီးမရှာတော့ပါဘူးကွန်မန်ဒါရဲ့ level ကိုမြင့်ပြီးတော့ပဲ hero တော့တဲ့တကောင်ထပ်ထည့်လိုက်ပါတယ်ခုဆိုရင်တော့ support row ကပါပြည်သွားပါပြီဒါဆိုရင်တော့ဒီကစားပွဲကကျွန်တော်ဒီတိုင်းပြစ်ထားပြီးအိတ်နေမယ်ဆိုရင်တော့မှနိုင်ပါပြီဒါပေမဲ့ကျွန်တော်အိတ်နေလို့မရသေးဘူးဗျမပြစ်လို့လဲဆိုတော့ ဒီဗီဒီယိုကြိုက်နေတတ်တယ်ဆိုရင် like လုပ်ကိုနှိပ်ပြီးမမေ့ပါနဲ့ဆိုတဲ့စကားကိုကျွန်တော်ပြောဖို့ကြံနေသေးလို့ပါ။နောက်ပြီးမိတ်ဆွေတို့ကြည့်ကြတဲ့တခြား common အကြောင်းကိုလည်းဒီဗီဒီယိုရဲ့ comment မှာမှတ်ထားပေးခဲ့လို့ရပါတယ်။ကျွန်တော်မီးမှန်ရင်မှန်တယ်လို့တင်သွားပေးမှဖြစ်ပါတယ်။ဒီရပိုင်းတော့ဆမ်မိုးဝဲတွေရှိလို့လားမသိဘူးမီးမှန်နေပါတယ်။ ဒီတစ်ပတ်ပေါ်လာတဲ့ဈေးဆိုင်မှာလည်း Road to the Hero တွေပါမလာပါဘူး။ဒါပေမဲ့ကျွန်တော်မလဲပဲနဲ့ဒီတိုင်းပဲထားလိုက်ပါတယ်ပတ်စံစုထားမှာပါ Good Hope ပေါ်လာတဲ့ဈေးဆိုင်မှာလည်း Road to the Hero တွေပါမလာပါဘူး။ဒါပေမဲ့ဈေးဆိုင်ကိုကျွန်တော်ဒီတစ်ခေါက်တော့လှည့်လိုက်ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ကစားပွဲကိုမမြန်ဖြတ်ချင်ဘူးပါ။ နဲ့မှာတော့ကျွန်တော် press မှာရှုံးခဲ့တဲ့နှော့လူပဲ commoner veil ကိုကင်ထားတဲ့ player တယောက်နဲ့ပြန်တွေ့ပြီဖြစ်ပါတယ်။သူက veil ရဲ့ skill ကိုစောစောစီစီအသုံးပြုခဲ့တာဖြစ်တဲ့အတွက်ဈေးကြီးတဲ့3 star hero တွေမပါပါဘူး။အကြောင်းမလို့ကျွန်တော်သူ့ကိုလွယ်တကူပဲပြန်ပြီးတော့အနိုင်ယူလိုက်ပါတယ်။ခုတစ်ခေါက်ပေါ်လာတဲ့ဈေးဆိုင်မှာလည်း road to ရဲ့ hero တွေပါမလာပါဘူး။ ။ဒါပေမဲ့ထုံးစံတိုင်းပဲကျွန်တော်ဈေးတိုင်းကိုလှည့်ပြီးဟီးရိုးတွေရှာဝဲပါတယ်။ဒါပေမဲ့3 star ဖြစ်ဖို့လိုအပ်နေတဲ့ဟီးရိုးကိုပဲဝယ်ပါပါ။3 star ဖြစ်ဖို့အဝေးကြီးလိုနေတဲ့ဟီးရိုးကိုတော့မဝယ်ပါဘူး။ဒါလို့ဆိုရင်တော့ Commander Veil ရဲ့အကြောင်းကိုတည်သွားတော့ပြီလို့ထင်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိ ကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။တကယ်တော့ဒီဗီဒီယိုကနောက်တစ်လဲကြံပါသေးတယ်။ကျွန်တော်ရစ်ပြီးတော့အဆုံးကိုပြပေးပါမယ်ခင်ဗျာ။ နောက်ပြီးကျွန်တော်အရင်တင်ခဲ့တဲ့ဗီဒီယိုမှာ Commoner Bus ရဲ့အကြောင်းကိုရှင်းပြဖို့ comment လေးတွေမှတ်ထားတာတွေ့တဲ့အတွက်နောက်ဗီဒီယိုမှာကျွန်တော် Bus ရဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ကျေးဇူးပါ။နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြမှာသေးတယ်ခင်ဗျာ။